ရှိရလဲမမြဲဘူးတဲ့ညှော်နေသွားတဲ့သဘောကုန်ခန်းသွားတဲ့သဘောပျောက်ပြတ်သွားတဲ့သဘောရှိမီးစာလည်းမမြဲဘူးတဲ့နော်မမြဲတဲ့စီနဲ့မီးစာကိုအစွဲပြုတ်ပြီးတော့လောင်းနေတဲ့မီးတောက်ကလေးကလည်းမမြဲဘူးတဲ့စီမမမြဲတာမီးစာမမမြဲတာဘလို့ဘလို့လုတ်ပြီးတော့မီးတောက်ကမြဲမလို့မီးတောက်ကမမြဲဘူးအဲ့လိုစီလည်းမမြဲမီးစာလည်းမမြဲမီးတောက်လည်းမမြဲပါဘူးလို့ဖြစ်နေပါလက်ကင်တဲ့ မိရောင်ကိုကြမှာမြဲတယ်လို့ပြောခြင်းကတဲ့တော်ပါမလားတဲ့ဟာသူပြီးတဲ့ဥမာလေးနော်ရှီလည်းမမြဲဘူးမိစားလည်းမမြဲဘူးမိရောင်လည်းမမြဲဘူးအဲ့လိုဆိုရင်မိရောင်ကြောင့်ဖြစ်လာတဲ့မိရောင်ဟာတေချာပေါ့မမြဲဘူးဆိုလိုတာကမမြဲတဲ့သဘာဝတွေကြောင့်ဖြစ်လာတဲ့အရာတွေဟာမမြဲတဲ့သဘာဝတွေသာဖြစ်တယ်လို့ပြောခြင်းလားအကြောင်းတရားမှမမြဲရင်အကျိုးရလဟာဘလို့မှမမြဲဘူးဟုတ်လား အဲ့လိုပဲတဲ့ဒီခံစားမှုဝေဒနာတွေဟာမျက်စိနာနာလျှာကိုစိတ်ဆိုတဲ့အတွင်းအာသနာ6ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့နော်ခံစားမှုဟာမျက်စိနာနာလျှာကိုစိတ်ကြောင့်ဖြစ်တာတဲ့မျက်စိနာနာလျှာကိုစိတ်ကမြဲလားဆိုတော့အမြဲမမြဲတဲ့မျက်စိနာနာလျှာကိုစိတ်ကိုအစွဲပြုပြီးတော့ဖြစ်လာတဲ့ခံစားမှုဟာဘယ်လိုလုပ်ပြီးမှမြဲတယ်ဆိုတာမဖြစ်နိုင်ဘူးလို့အကြောင်းတရားမမြဲရင်အကျိုးတရားလည်းမမြဲဘူးဆိုတာကိုနော်ထင်ရှားအောင်ပြောတာ ဓိကပြောချင်တာကမမြင်မှုကိုညံထဲမှာပိုင်ပိုင်နိုင်နိုင်သိဖို့အတွက်နော်ရှုတော့မျိုးစုံကနေလှည့်ပြီးတော့ပြောနေကြတာဟုတ်တယ်မဟုတ်လားအเจ้าကမမြင်ရင်အကျိုးမမြင်ဘူးဟုတ်လားနောက်ဒုတိယဥပမာတစ်ခုဆက်ပေးတယ်ဟိုသစ်ပင်ကြီးတစ်ပင်ကိုကြည့်ပါအဲ့အမြင့်ဟာလည်းမမြင်ဘူးပင်စီဟာလည်းမမြင်ဘူးအဲ့ဒီအမြင့်နဲ့ပင်စီကိုအကြောင်းပြုပြီးတော့နော်ထွက်ပေါ်လာတဲ့အခက်အလက်တွေဟာလည်းမမြင်ဘူး မြင်လည်းမမြင်ပင်စီလည်းမမြင်အခက်အလက်တွေလည်းမမြဲပါပဲနဲ့အဲအရာတွေကြောင့်ဖြစ်လာတဲ့အရေးကိုကြမှာမြဲတယ်လို့ပြောရင်ကတင့်တော်ပါမလားတဲ့တင့်တော်ဟောပြီးတဲ့ဥမာကောင်းအောင်နော်အမြင်လည်းမမြဲပင်စီလည်းမမြဲအခက်အလက်လည်းမမြဲဒါဆိုရင်အရေးဟာဘလို့မှ မြဲတဲ့သဘောမရှိဘူးအဲ့လိုပဲခံစားချက်ဝေဒနာတွေဟာ နော်ယူပါအောင်တတ္တံကဏ္ဍယောတတ္တံဖုဒ္ဓဗံဓမ္မအောင်ဆိုရဲအာယုံ6ပါးကြောင့်ဖြစ်တာတဲ့ဟောစောတော်ကတော့အတွင်းအနာ6ပါးကြောင့်ဖြစ်တာလို့ပြောခဲ့တာနော်အခုပါအောင်ပြောတာနော်အာယုံ6ပါးကြောင့်ဖြစ်တာတဲ့အဲ့ဒီအာယုံ6ပါးမြဲလားဆိုတော့အမြဲဘူးမမြဲတဲ့အာယုံ6ပါးကိုအစွဲပြုတ်ပြီးတော့ဖြစ်လာတဲ့ခံစားမှုဟာဘလို့မှအမြဲဘူးလို့အဲ့ဒါကိုနားလည်အောင်ပြောပြတာအဲ့ဒါရှင်တန်ကပေးခဲ့တဲ့ဩဝါဒပါနော်နန္ဒဘောဝါဒတုတ်တန်ရဲ့နော်ဝေဒနာနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့သဘာဝလေးတွေ ဟုတ်လားအဲ့တော့ဘုံတို့တွေကခံစားချက်ဝေဒနာတွေကိုဘာလို့နားလည်ရမှာတော့ဧည့်တယ်လို့နားလည်ရမှာအခအစ်တန်လေးခဏလေးတွေပါခဏလေးတွေပါဒီသဘောလေးကိုမြင်လို့ရှိရင်အဲ့ဒီဝေဒနာရဲ့နောက်မှာလောဘဒေါသမလိုက်တော့ဘူးလောဘဒေါသမလိုက်